ခုဒီလိုအခြေအနေဆိုးနဲ့တွေ့နေတဲ့အချိန်မှာဖုံဖုံတို့တွေဟာဒါကိုဘလို့နီးနဲ့ရင်ဆိုင်တုံ့ပြန်မလဲဘလို့အမြင်တွေဘလို့အတွေးတွေနဲ့ဘဝကိုဖျက်သန်းမလဲအဲ့ဒါအမြင်ဆုံးအမြင်ကိုပြောခြင်းတာအဲ့ဒါကဘာလဲဆိုတော့ဒုက္ခဘုံကြီးထဲမှာနေပြီးတော့ဒုက္ခကိုမတွေ့ခြင်းမူဆိုလို့မဖြစ်နိုင်ဘူးဟုတ်လားဘုံဘုံတို့တွေရာဘယ်ထဲမှာနေတာတော့ဒုက္ခဘုံထဲမှာနေတာဒုက္ခဘုံထဲမှာနေတာမဟုတ်ဘူး တော့ဒုက္ခပုံနဲ့နေတဲ့လူဟာဒုက္ခကိုတွေးကိုတွေးမှာပဲအဲ့တော့ဒုက္ခမတွေးပြရစေနဲ့လို့ဆုမတောင်းနဲ့အဲ့ဒါဘယ်တော့မှမပြည့်ဘူးလို့မှတ်ထားလိုက်ပြည့်နိုင်တဲ့ဆုတောင်းမဟုတ်ဘူးဒါနဲ့ဘယ်လိုလုပ်ရမှာတုံးဆိုတော့တွေးလာတဲ့ဒုက္ခကိုရင်ဆိုင်နိုင်ဖို့ပဲကြိုးစားရပါမှတ်ထားနော်မှတ်ထားနော်ဒါကိုမှတ်ထားနော်ဒုက္ခမတွေးဖို့ဆုတောင်းရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာဟုတ်တယ်ဒုက္ခကလည်းဘယ်သူမှမျက်တတာမပေးဘူးသူ့ချော့လို့လည်းမရဘူးလက်ထိုးလို့လည်းမရဘူးတွေးပြီဆိုတွေးမှာပဲ ဘုံတို့လှုပ်ထားဖို့အရာတွေ့ကျင်ရတွေ့ကွာငါစိတ်ကိုမတုံမလွတ်အောင်လှုပ်မယ်ချမ်းသာအောင်လှုပ်မယ်ဒုက္ခတွေ့ဖို့အရာမင်းတာဝန်တွေ့လာတဲ့ခါမှာမတုံမလွတ်အောင်လှုပ်ဖို့ကငါတာဝန်ဆိုတဲ့သဘောမျိုးစိတ်တက်ကိုခိုင်းမအောင်ရှိဖို့လိုတယ်ဒေသနာတော်ဒီဆိုတာအဲ့ဒါပဲဒုက္ခမတွေ့အောင်ဒုက္ခကိုရှောင်နေနီးပေးတာမဟုတ်ဘူးတွေ့နေတဲ့ဒုက္ခကိုရင်ဆိုင်နိုင်အောင်ဖြတ်သန်းနိုင်အောင်အစဉ်ပြေပြေကြော်လွှားသွားနိုင်အောင်ကြိုးစားတဲ့နည်းတွေကိုပေးတာဟုတ်လားအဲ့တော့ဘုံတို့က အခုဟာဒီဘဝထဲမှာနေရင်းနဲ့အဆင်ပြေဖို့ပြောနေတာအခုပြောနေတာကစေဥဒ္ဓဟာရဆိုတဲ့အကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်ရင်ချမ်းသာမှာပဲကောင်းအောင်မပြင်နိုင်ဘူးဆိုရင်ဘာလို့မလို့ဆင်းရဲမှာနော်ပြစ္ဆုတ်ပါလဲဆင်းရဲမယ်တန်တရားလဲဆင်းရဲမယ်ကောင်းအောင်ပြင်နိုင်လို့ရှိရင်ပြစ္ဆုတ်ပါလဲချမ်းသာမယ်တန်တရားလဲဒုက္ခတိဘဝအဆင်းဆင်းမြင့်ပြီးတော့ဒုက္ခငြိမ်းနိုင်တယ်အေးသို့တော့ဒီဘဝထဲမှာနေမယ်ဟေ့ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးကဥဒတဲ့ခန္ဓာကိုယ်ကြီးဥမှာဟုတ်လား နာတတ်တဲ့ခန္ဓာကိုယ်ကြီးနာမှာသူကခိုင်ခိုင်မာမာတိဆောက်ထားတာမဟုတ်ပြင်မကနင်းနေလောက်အတိုက်ခိုက်လေးရှိတာ ਨੇ ပြောရရင်သူကပြော့တယ်ပေါ့နော်နင်းနေမှအထီမခံတဲ့အကောင်ပဲဒါကြောင့်မြတ်စွာဘုရားကုံဘူးပမှန်မြေအိုးနဲ့တူတယ်ခွက်နေနေကိုယ်ဲသွားနေတယ်ဟုတ်လားဒါသူ့ရဲ့တဘာဝပဲလေသူ့ကိုနားလဲထားဖို့လိုတယ်ပြီးရင်ဒီနေ့ဘာဖြစ်သွားမှာလဲပျက်စီးသွားမှာတေးသွားမှာရှားထားဖွေးထားတာတွေပေါင်းသင်းဆက်ဆံထားတွေအကုန်ထားခဲ့ အရွယ်ရှိရှိမရှိရှိကြည်ကြည်ငယ်ငယ်မရွေးဘူးအချိန်ကြာရင်ပွားလာပဲအเจ้าကုံနဲ့တနေ့ရက်ရတာပဲဘာမှမျက်နာထောက်ထားတယ်ဆိုတာမရှိဘူးအဲ့တော့ပြောရင်တာကဒီထဲမှာနေနေတယ်ဘဝအဖြစ်နေတယ်ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုဘုံဘုံတို့တွေဟာရှောင်လို့မရဘူးအဲ့တော့ဒီဒုက္ခတွေကိုဘုံဘုံတို့ကမတွေ့ကျင်မှုဖြစ်ဆိုရင်အကောင်းဆုံးနိလန်းရပါလေဒီဒုက္ခတွေရဲ့တရားဖြစ်တဲ့တနည်းပြောရင်ဒုက္ခဖြစ်နေတဲ့ဒီဘဝကိုပဲမဖြစ်အောင်ခြုံငင်းအောင် လုံနိုင်ဖို့လို့ အဲ့ဒီထိရောက်အောင်တွေးရမယ်။သဘောပေါက်လား။အကောင်းဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာနော်။ဒုက္ခတွေ့လာပြီ။အော်ဒါကြီးကဒုက္ခပါလား။ဒီဒုက္ခချုပ်အောင်ငါလုံးမဟေးဆိုတဲ့စိတ်ကူးမျိုးထိသွားဖို့လိုနေတာ။ဟုတ်လား။ဦးဇင်းတို့ရွှေချင်းစတော်ဘုရားကြီးပေးတဲ့ဥမာတစ်ခုရှိတယ်။အော်မြေခွေးတကောင်ကိုတဲ့။လူတစ်ယောက်ကခဲနဲ့ပြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီမြေခွေးကပြစ်တဲ့ခဲကိုပဲဖမ်းပြီးတော့ကြိုက် အဲ့ဒီခွေးရဟုတ်တယ်တချို့ခွေးတွေခဲနဲ့ပြစ်လိုက်တယ်ဒုံးနဲ့ပြစ်လိုက်တယ်ဆိုတော့အဲ့ဒီခဲတို့ဒုံးတို့သွားပြီးတော့ကိုက်တယ်ရှင်သေးကြတော့အဲ့လိုမဟုတ်ဘူးတဲ့ခဲနဲ့ပြစ်တယ်ဒုံးနဲ့ရိုက်တယ်ဆိုအဲ့ဒီခဲတို့အဲ့ဒီဒုံးတို့သူစိတ်ဝင်စားသူစိတ်ဝင်စားဒီခဲတို့ဒုံးတို့ဘယ်ကလာလဲဘယ်သူကပြစ်လိုက်တယ်လဲအဲ့ဒီပြစ်လိုက်တဲ့လူကိုတွေ့အောင်ရှာပြီးအဲ့ဒီလူကိုပဲကိုက်တတ်ဖို့ကြိုးစားတယ်ကွာချားပုံတော့ခွေးရဲ့စိတ်ဓာတ်နဲ့ရှင်သေးရဲ့စိတ်ဓာတ်ကွာချားပုံ အဲ့ဒါကိုဥမာပေးတာဆိုတော့ဤကဘုံဘုံတို့တွေဟာမြေခွေးစိတ်ဓာတ်နော်မမွေးသင့်ဘူးပေါ့နော်ခြင်သေးစိတ်ဓာတ်ဝေးသင့်တယ်အခုဘုံဘုံတို့ကမြေခွေးစိတ်ဓာတ်နဲ့နေကြတာကနာကိုကြီးဖောက်ပြန်လာပြီဟိဒုက္ခဖြစ်လာပြီဟိဆိုရင်ဘာလို့ဖို့ကြိုးစားစိတ်ကုဖို့ကြိုးစားတာပေါ့အဲ့ဒါပြစ်လိုက်တဲ့ခဲကိုပဲလိုက်ကြိုက်ဖို့ကြိုးစားနေတာမလုံးဝဘူးဆိုတာတော့မဟုတ်ဘူးပေါ့နဲကျမ်းမာရေးကောင်းအောင်တော့ကုအောင်ပေါ့မကုအောင်ဘူးလို့ဆိုတာပေါ့ဒါပေမဲ့ဘုံဘုံတို့ဘယ်ထိသွားတဲ့တော့ ဘာလို့မကျမ်းမာမှာဖြစ်တုံးမကျမ်းမာတတ်တဲ့ခန္ဓာကိုယ်ကြီးရထားလို့မကျမ်းမာမှာဖြစ်တာဓမ္မခတ်တာကျွတ်တော့ပြင်မကအရာတွေကိုပဲအပြစ်အနေနဲ့မြင်တတ်ကြတာဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မမြင်ဘူးဒုက္ခပေးတဲ့အရာတွေကိုပဲနော်ဒုက္ခရဲ့အကြောင်းတရားလို့မြင်တာဒုက္ခဖြစ်တတ်တဲ့ဒုက္ခပေးလို့ရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့ဒုက္ခရဲ့အကြောင်းတရားလို့မမြင်ဘူးဟုတ်တယ်မို့လားတကယ်တမ်းကဒီခန္ဓာကိုယ်ကြီးရှိနေတယ်မြဖြစ်နေတယ်မြ ောက်ဘဝတွေလည်းဆက်ပြီးတော့ဖြစ်နေသမျှယောဂါဆိုတာဘာတော့တွေ့မှာပဲဒီယောဂါနဲ့မတွေ့ရင်ဟိုယောဂါတွေ့မှာပဲနားမှာပဲလေသူဟာပြီးရင်ဘာလုပ်ရမှာလဲသိရမှာပဲရှောင်းလို့ရမလားမရဒါကြောင့်မြတ်စွာဘုရားလက်ထက်ကဘုရားပွင့်လာတဲ့အခါကျတော့ဒိဋ္ဌိတွေဟာသူတို့လက်လာပါပိတ်လို့ဆိုပြီးတော့ယဟန်တန်ဃာတွေကိုတွေ့တဲ့နေရာမှာဆဲကြတယ်ရန်ရှာကြတာတွေရှိအဲ့ဒါကိုယဟန်တော်တွေကဘာမှမတုံ့ပြန်မဲနဲ့မြတ်စွာဘုရားကိုရှောက်တယ် ။ရှောက်တယ်မြတ်စွာဘုရားအဲ့ဒီမှာဥဒန်းကျူးတာလေတော်တော်မှတ်သားစရာကောင်းတယ်။ဘာတော့အတိပယ်လေးတော့ပဲဥစဉ်ပြောပါမယ်။ရွာမနေနေတောမနေနေဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရလိမ့်မယ်တဲ့။ဆိုလိုတာကဘယ်နာသွားနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာရှောင်လို့မရဘူးတွေ့ရလိမ့်မယ်တဲ့။အဲ့လိုချမ်းသာခြင်းဆင်းရဲခြင်းနဲ့တွေ့လာပြီဆိုရင်ဒါဘု து ကြောင့်ဒါသူ့ကြောင့်ဒါငါကြောင့်လို့အစွဲမထားနဲ့တဲ့။ ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြစ်နေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာတွေ့နေရတာအကယ်၍ဒီခန္ဓာကိုယ်ကြီးသာဖြစ်မနေဘူးရှိမနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းတွေဟာဘာကိုအကြောင်းပြုပြီးတော့တွေ့မှာတော့လဲမြင်တတ်ဖို့လိုရနော်ဒီဥစ္စာဟုတ်လားဘုမနောအဲ့ဒီမြင်သလားမမြင်ဘူးအဆင်မပြေဘူးဆိုရင်အဲ့ဒီအဆင်မပြေတာကိုပဲနော်ဓာတ်ရိုက်ရှင်းဖို့ကြိုးစားတာပေါ့နော်အဆင်မပြေခြင်းကိုအမြဲတမ်းဓာတ်ရိုက်လက်ခံပြီးတော့နော်အဆင်မပြေတာကိုအမြဲတမ်းနော်တွေ့ကြုံနေရတဲ့ ဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မြင်ရကောင်းမှတွေးမိသလားမတွေးမိဘူးအဲ့ဒါဘာစိတ်ဓာတ်ခေါ်တော့မြေခွေးစိတ်ဓာတ်ပေါ့နော်ချင်းသေးစိတ်ဓာတ်တွေတွားပါအဲ့ဒါဖျားပွင့်လာတယ်ဆိုတာအဓိကအဲ့ဒါပဲနော်ဒါကြီးကွာစဒုက္ခဖြစ်နေတာရှောင်လို့မရဘူးဒီဒုက္ခရှောင်နိုင်ဟိုဒုက္ခနဲ့တွေ့အဲ့ဒါကိုယ့်အကိုစိတ်တွေတွေးကြည့်ခုဘုံဘုံပြောတဲ့စကားတေချာတွေးကြည့်နော်ဟုတ်လားလက်သက်တည်းရဲ့ခံကိုဘာလို့ဖို့လို့တော့မြင်တတ်ဖို့လို့လေဒီခန္ဓာကိုယ်ကြီးကဒုက္ခအလုံးရဲ့ ော်တီယာကြီးပဲမိယာကြီးပဲ